ားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ DR YouTube Channel တို့ဝင်ကြိုဆိုပါတယ်ကျွန်တော်အာဆင်နယ်တင်းကတော့ဒါမြူကာဆယ်အိမ်ကွင်းမှာဒါ1 2ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်။ဒါဒီပွဲစဉ်ကတော့ပရီးမီးယားလိရဲ့ပွဲစဉ်6ဖြစ်ပြီးတော့ဒါအာဆင်နယ်တင်းကမြူကာဆယ်တင်းကိုဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားခဲ့ရတယ်။ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ပေါ့လေဒါတိတ်ကိုပြောစရာကြီးများခဲ့တယ်။ ဒါဒီပွဲစဉ်တပွဲလုံးအတိုင်းတာနေဆိုရင်လည်းဒါကျွန်တော်တို့ပြောစရာတွေတိတ်ကိုများခဲ့တဲ့ပွဲစဉ်ပြဒါဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပထမပိုင်းကနေပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းထိဒါလူစားလဲမှုတရားအစားကျွန်တော်အသေးစိတ်လေးဒါတစ်ချက်ချင်းစီပြန်ပြီးတော့ကြည့်အောင်ဒါဒီပွဲစဉ်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းကကျွန်တော်တို့ပုံမှန်မြင်တွေ့နေကြပုံစံထက်အမျိုးပြောင်းလဲပြီးတော့ဒါပွဲထွက်လူစင်းမှုဒါအသုံးပြလာတာတွေလည်းတွေ့ရတယ်လို့ဒါကစားကွက်ကအစားတနည်းပြ formation ကအစားကျွန်တော်တို့ဒါ ဝိကေအာဒီတာအနေနဲ့အပြောင်းလဲလှုပ်လာတာကိုတွေ့ရတယ်။ဒါသူ formation ပြောင်းလဲပြုလုပ်လာတဲ့ပုံစံကသိကြတယ်ဒါကျွန်တော်တို့ပြိသက်တွေအကုန်လုံးမျောလင့်နေတဲ့ပုံစံလို့ကျွန်တော်အနေနဲ့ကတော့ယူဆတယ်။ကျွန်တော်အနေနဲ့ကတော့ဒီ formation ကိုအကြိုက်ဆုံးပဲလို့ကျွန်တော်အနေနဲ့ပြောရင်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အသေးစိတ်အချက်အလက်လေးကြည့်ရအောင်။ဒီပွဲစဉ်မှာဒါအာကျွန်တော်အာစနယ်တင်ရပါလေ။ဒါ position နဲ့မှာတပွဲလုံးအတိုင်းအတာနဲ့ဒါ64ရာခိုင်နှုန်းလောက်ထိဒါအတာရခဲ့ပြီးတော့ဒါ နယူကာဆယ်ကတော့36ရာခိုင်နှုန်းထိပဲရရှိခဲ့တယ်ဒါကျွန်တော်တို့ total goal ပေါက်ကန်သွင်းချက်ကဒါအာဆင်နယ်အသင်းကအချိန်20ရှိခဲ့ပြီးတော့အင်ရှင်နယူကာဆယ်အသင်းကတော့8ချိန်ထိပဲရှိခဲ့တယ်ဒါ8ချိန်မှာကျွန်တော်တို့ဒါ goal ပေါက်တည့်မှန်ချက်ကတော့ဒါနယူကာဆယ်အသင်းအနေနဲ့3ချိန်ထိရှိခဲ့ပြီးတော့ဒါကျွန်အာဆင်နယ်အသင်းအနေနဲ့9ချိန်ထိရှိခဲ့တယ်ဗျာဒါအာဆင်နယ်သင်းဆိုလို့ရှိရင်ဒါ9ချိန်ကိုဒါ2ကိုရခဲ့ပြီးတော့နယူကာဆယ်ဆို3ချိန်ကိုဒါတစ်လုံးရခဲ့တယ်ဗောလေ ဒါကတော့ ကျွန်တော်တို့ဒါ data အချက်အလက်တွေပေါ့လေဒါပွဲတိုင်းမှာကျွန်တော်တို့ကြည်ရတဲ့ minute တိုင်းရဲ့ဒါဘယ်လိုပြောမလဲအပြောင်းလဲလေးတွေကိုကြောင်းနေနဲ့အသေးစိတ်လေးဒါပွဲပြီးသုံးသက်ချက်လေးပြုလုပ်ပေးသွားမယ်ဒါကအရင်ဆုံးအနေနဲ့ဒါကျွန်တော်တို့ဒါပထမပိုင်း minute တွေကိုကျွန်တော်အရင်စကြည့်အောင်ဒါပထမပိုင်း minute တွေမှာဆိုရှင်ကျွန်တော်တို့အာဆနယ်တင်းက9 minute ကနေစပြီးတော့5ပေါက်စကန်9မိနစ်ကနေ5ပေါက်စကန်တယ်ဗောလေဒီ9မိနစ် မာဒါကြောင့် API ချီအစည်းပေါ်လေအစည်းကန်နဲ့ကန်ချက်ကဒါတစ်ဖက်ပြိုင်ဘက်ကိုသမားရတကယ့်ကိုလုံးဝဘယ်လိုပြောမလဲပပနဲ့နဲ့နဲ့ဒါကာဝယ်ွားတဲ့အလုံးဒီမှာအများကြီးပဲဗျာတိလား API ချီအစည်းအနေနဲ့ဒီနေ့မှာကျွန်တော်ထင်တာကိုကန်ခေနေသလားလို့တော့ကျွန်တော်အနေနဲ့ထင်မိတယ်။ဘာလို့လဲဆိုလို့ရှင်သူတယောက်ခင်းနေတာပထမပိုင်းနေ့မှာဆိုလို့ရှင်၃လုံးလောက်ကိုကန်ရတယ်ဗျာ။ဒါ၅မိနစ်မှာတစ်ချိန်၂၄မိနစ်မှာတစ်ချိန်၂၈မိနစ်မှာတစ်ချိန်ပေါ့လေဒါ အပြည့်အကျအစည်းအနေနဲ့ကတော်တော်များများဟုတ်တာဂိုးဘောက်ကိုကန်သွင်းခဲ့ရတာဗျသူတယောက်တည်းအနေနဲ့ပေါ့လေပြန်ရှန်ကြလာတဲ့တောင်းကန်ဘောတွေကနေရလာတဲ့အလုံးတွေဆိုလို့ရှိရင်လေဒါ second ball တွေပေါ့လေသူ့အနေနဲ့ပပနဲ့နဲ့ဂိုးဘောက်ကိုတော်တော်ကြီးကိုတက်တက်မမတ်ကိုဒါကန်သွင်းခဲ့တာဗျဒါသူ့အနေနဲ့ဂိုးကန်ခေနေတာလည်းပါမယ်ထင်ပါတယ်ဒါတစ်ဖက်ဂိုးသမားကလည်းအရန်ကိုပါနဲ့လွန်းနေယူကဆယ်ဂိုးသမားကဒီနေ့မှကျွန်တော် အာဆနယ်အသင်းပြိုင်သက်တည်းအနေနဲ့ပေါ့အာဆနယ်အသင်းအနေနဲ့ပေါ့ဒါတကယ့်ကို appreciate လုပ်တဲ့နဲ့ဒါကစားသမားတွေမှာပါတယ်ဗျစဉ်းစားကြည့်ပါအာဆနယ်အသင်းအနေနဲ့ဒါတကယ်တမ်းဂိုးရချင်တဲ့အချိန်မျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့အချိန်တွေအများကြီးလိုမနေဘူးဒါဂိုးပေါက်တဲမှတ်မှုတွေအများကြီးလိုမနေဘူးတနည်းအားဖြင့်ဗျာဒုတိယပိုင်းကြည့်တော့ရောက်စရာအကြောင်းမရှိဘူးဒါပေမဲ့ကျွန်တော်ပထမပိုင်းမှာဆိုလို့ရှိရင်ဂိုးပေါက်ကန်သွင်းချက်ကြီးရည်ပဲမရှိဘူးဆိုလို့ရှိရင်ကျွန်တော် အမှန်မမှားဘူးဆိုလို့ရှိရင်10ချိန်ဝင်းကျင်မှာရှိတယ်ညီကိုတို့နော်10ချိန်ဝင်းကျင်မှာရှိတယ်အဲ့တော့ကျွန်အာဆင်နယ်အသင်းနေပထမပိုင်းမှာဆိုလို့ရှိရင်တော်တော်လေးကိုအလုတ်များခဲ့တယ်ဒါအာဆင်နယ်အသင်းနေတော်တော်လေးကိုအလုတ်များခဲ့တယ်ဘာကြောင့်အလုတ်များခဲ့လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့တွေပွဲချိန်ဒါ33မိနစ်ပေါ့လေ33မိနစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုပြန်ပြီးရတယ်ဒါတစ်ဖက်တိုက်စစ်မှုကဒီခေါင်းဘောကြီးအားတာတယ်တိုက်စစ်မှုပြီးပြီးဒါခေါင်းတိုက်ပြီးတော့ပပနဲ့နဲ့เนาะဒါခေါင်းတိုက်ပြီးတော့ ါကိုကိုရယူွားတယ်33မိနစ်ထဲကဒါသူတို့တွေကလည်းဆက်ပီကနေပဲပေါ့လေဆက်ပီကနေပဲသူတို့တွေလည်းဒါဘောလုံးအချိန်ဆက်လေးတင်နဲ့ဒါဖြတ်တင်ပေါ်ပေးပို့ပြီးတော့ဒါကိုသွင်းွားတယ်ဒါကျွန်တော်တို့ဒေးဗစ်ရာယာရဲ့ညာဘက်ချမ်းကိုကိုသွင်းွားတယ်ဒါကတော့33မိနစ်မှာသွင်းွားတာပေါ့လေပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒါ20 24မိနစ်မှာပေါ့လေ24မိနစ်မှာဒါ trouser လေဒါတလုံးအပိုင်ခွင်တလုံးရရတယ်ဗျဒါကကျွန်တော် open play ကနေရလာတယ်ကိုပေါ့လေ open play ကနေ ဒီလုံးဝလုံးဝကိုးဝါးပြီလို့ပဲကျွန်တော်အနေနဲ့ထင်ထားခဲ့တာဒါပေမဲ့ trouser ကစကန်နေရသူ့အနေနဲ့ကမူကပြက်နေပုံကပြက်နေပြီဒါတိုင်ထိဝါပဲတော်တော်ကန်ကောင်းနေလို့ကျွန်တော်တို့တွေဒါပြောရမှာပေါ့လေ30မိနစ်မှာလဲဒါအာဆင်နယ်အသင်းတော့ဒါပထမပိုင်းနဲ့အကြောင်းကိုကျွန်တော်ပြောနေတော့တော့ဒုတိယပိုင်းကိုကျွန်တော်မရောက်သေးဘူးဒါပထမပိုင်း30မိနစ်မှာဆိုလို့ရှိရင်လေပူကာယိုဆာကာကန်နေလုံးကိုခကိုးသမားဆီသွားတယ်ဒါတော်တော်လေးဟိုနော်ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဒါပထမပိုင်းမှာတိုက်စစ်အရန်ကိုသွားခဲ့တာ ဲ့လိုတိုက်စစ်အရန်ကိုသွားခဲ့လို့လဲဒါ33မိနစ်မှာဂိုးပေးရတယ်လို့ထင်ရလောက်အောင်လဲကျွန်တော်တို့အာဆင်နယ်ရဲ့အသင်းအနေနဲ့ဒါဂိုးပေးရတဲ့အလုံးကလည်းဒါသူတို့တောင်းကန်ဘော ကနေပြီးတော့ဘောလုံးချိန်ဆက်လုပ်ပြီးတော့မှဒါဖြတ်တင်ပြီးရဲ့ဘောကနေပေးရတာဆိုတော့ဒါတော်တော်လေးတော့ဟောဖြစ်ပါတယ်အဲ့ဒီဂိုးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့ဂါဗီရဲ့မကာဟေးကိုအပြစ်လဲမဆိုခြင်းတလို့ဒါသူ့အနေနဲ့မှန်တယ်လို့လည်းကျွန်တော်ကတော့မထင်ဘူး။ဘာကြောင့်လဲဆိုရင်သူ့အနေနဲ့ဒီလုံးတွေကလုံးဝမမထန်ထန်ပြန်တုတ်ပြန်ရမယ်ဒါဘောတွေလို့ကျွန်တော်အနေနဲ့ထင်တယ် မိနစ်40မှာဆိုလို့ရှိရင်လေယောဂရက်အနေနဲ့တလုံးလွတ်ထွက်သွားသေးတယ်။ဒါယောဂရက်ကလည်းယောဂရက်ဖြစ်နေတုံးပဲဗောလေခုချိန်တည်းတော့ယောဂရက်ကကျွန်တော်ယောဂရက်ကယောဂရက်ဖြစ်နေတုံးပဲ။ဒါဒုတိယပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်လောက်သွားကြည့်ရအောင်။ဒါဒုတိယပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်လူစားလဲမှုတွေစပြီ။ဒါလူစားလဲမှုတွေစတာနဲ့အမြအသင်းရဲ့ဒါဟိုဘယ်လိုပြောမလဲပုံစံတွေကအစပြောင်းလဲသွားကြတယ်။ဒါဟိုဘက်အသင်းဒါပြိုင်ဘက်အသင်းရောကျွန်တော်အာဆင်နယ်အသင်းရောဗောလေ။ဒါနှစ်သင်းလုံးကဒါတော့လူစားလဲတယ်။ဒါဒုတိယပိုင်းဆက်ဆက်ချင်းမှာပဲ ဒါ Christian Mogwera ကိုလူစားလဲပြီးတော့ဒါ William Saliba ကိုထည့်တယ်။ဟုတ်ပါတယ်ပထမပိုင်းမှာ Christian Mogwera အနေနဲ့အမားလေးတွေတချို့ရှိတယ်။ဒီအမားလေးကြောင့်ပဲဒီ Christian Mogwera ကိုလူစားလဲလို့ပဲကျွန်တော်အနေနဲ့ကတော့အဲ့လိုပဲဖြစ်စီခြင်းပါတယ်။ဘာကြောင့်လဲ ဘာကြောင့်အဲ့လိုဖြစ်စေချင်လဲဆိုလို့ချင်းကျွန်တော်တို့အာဆင်နယ်တင်းရရှိတယ်ပထမပိုင်းပြီးလို့ချက်ချင်းလဲလိုက်တဲ့ကစားသမားဆိုလို့ချင်းဒန်ရန်ရသွားတာများတယ်တော့ကျွန်တော်တို့ဆူတောင်းနေတာခွေချင်မော်ကွေရောက်လဲလိုက်ပြန်ပြီခွေချင်မော်ကွေရောက်လဲတယ်ဆိုလို့ချင်းဒန်ရန်ရတာများလားဗောလေအဲ့ကျွန်တော်တို့ကျွန်တော်ဆိုဒီလိုတွေးမိသေးတယ်ဒါပေမဲ့ခွေချင်မော်ကွေရာဒန်ရန်ရတာလည်းပုံမရှိဘူးခွေချင်မော်ကွေရာအလုံး AC ပဲနော်ဒါခွေချင်မော်ကွေရာနဲ့ပတ်သက်ပြီးတော့အလုံး AC ပဲဒါဝီလျံဆလီပါကဒုတိယပိုင်းဆက်ဆာချင်းမှာပဲဝင်လာတယ်ဒါပြောရဆိုလို့ချင်းမိနစ်80မှာဆိုလို့ချင်းဒါကျွန်တော်လူစားလဲတဲ့အကြောင်းလေးအရင်ပြောတာဗောလေ မိနစ်90မှာဆိုလို့ရှိရင်ကျွန်တော်ဒါဟိုစကာနဲ့ဘွားယူစကာနဲ့ကျွန်တော်ဒါရီကာဒိုကာလာဖီယိုရီပေါ့လေကာလာဖီယိုရီနှစ်ယောက်ကိုထုတ်ပြီးတော့ဒါကျောင်းနံပါတ်7မာတင်နယ်လီနဲ့ဒါမီခင်းမယ်ရီနိုနှစ်ယောက်ကိုဒါမီခင်းအတေတာအချိန်ပြောင်းလုပ်ခဲ့တယ်ဒါမိနစ်90မှာပေါ့လေဒါမိနစ်90ကနေစပြီးတော့ကျွန်တော်တို့ဒီကကိုကမရသေးဘူးညီကိုနော်ကိုကမရသေးဘူးအဲ့ဒီမိနစ်90ကနေစပြီးတော့ကျွန်တော်အပြောင်းလဲအစဖြစ်နေပြီ ပြောင်းလဲရစဖြစ်နေပြီသူထည့်လိုက်တဲ့မီကီအာဒီတာထည့်လိုက်တဲ့ကစားတမန်၂ယောက်လုံးကတိုက်စစ်ပိုင်းပဲလေနော်တိုက်စစ်ကိုပဲမြင်သွားတာဒါရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်နောက်တန်းတစ်ယောက်ကိုရှော့လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က3 best ပုံစံမျိုးဖြစ်သွားမယ်အနောက်မှာ3ယောက်ဖြစ်သွားမယ်အလဲတန်းကဒါကစားတမန်တစ်ယောက်ထပ်တိုးလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအလဲမှာဒါ3ယောက်ဆော့နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ4ယောက်ဖြစ်သွားမယ်ပုံစံမျိုးဒါမီကီအာဒီတာတိုက်စစ်ကိုထပ်မြင်းလိုက်တယ်မိနစ်80မှာ မိနစ်90မှာတိုက်တိုက်စစ်ကိုထပ်မြင့်နေမြင့်တဲ့အချိန်မှာပဲ83မိနစ်မှာဆိုလို့ရှိရင်ဒါနောက်ထပ်လူစားလက်မှုတစ်ခုကိုထပ်ပြီးပြုတ်လုခဲ့တယ်ဒါကဘာလဲဆိုတော့အဲ့ဒီတော့ကျွန်တော်တခုပြောဖို့မေ့ပါလို့အဲ့ဒီမိနစ်90လူစားလဲပြီးတဲ့ကအာဆင်နယ်အသင်းကဂိုးရတော့မယ်ဆိုတော့ကျွန်တော်ကောင်းကောင်းသိဒါပွဲပြီးွားလို့ပြောတဲ့စကားမဟုတ်ဘူးပြန်ကြည့်လို့ဒီလားမိနစ်90မှာဒါဘရာဒါတို့ကြည့်ကြည့်ပါ မီကင်မရီနိုကအတိုးလုပ်တယ်အရန်လုပ်တယ်ဒါပေမဲ့တစ်ချက်တစ်ချက်ကျွန်တော်တို့အာဆင်နယ်ဘက်ကိုပြန်ပေါက်လာတဲ့အလုံးကြီးရှိတယ်ဗိုလေဒါ3 back ဖြစ်သွားတဲ့ပုံစံအရာဒါတိုက်စစ်ကိုအရန်ကြီးဒါကျွန်တော်တို့တွေကတွန်းအားပေးပြီးကစားနေတာဖြစ်တဲ့အတွက်နောက်တန်းကတော့တစ်ချက်တစ်ချက်လွတ်သွားတယ်ဒီလွတ်သွားတာတွေကိုလည်းဝီလီယံဆလီဗာနဲ့ကာဗီယံမက်ကာဟေးကတကယ်ကိုကြစ်ကြစ်လစ်လစ်နဲ့ဒါအနောက်တန်းမှာထိတ်ချုပ်ပြီးတော့ တဖက်ကစားသမားတွေကိုထိန်းချုပ်သွားတဲ့ပုံစံကြီးအရန်ကိုကောင်းတယ်။ဒါကြောင့်မို့လဲဒါဂါဘရီယယ်မက်ကာကြီးရဲ့ဒီပွဲရဲ့ဒါဘယ်လိုပြောရမလဲ man of the match ကိုရသွားတာပေါ့လေနော် man of the match ရရလဲရတင့်နေပြတယ်မှာရထိုက်တယ်ဒီကစားသမားနေနေရထိုက်တယ်တကယ်ရထိုက်တယ်။ Okay အဲ့ဒါအဲ့ဒီတည်းကကျွန်တော်ကဂိုးရခြင်းနေပြီနော်ဂိုးရခြင်းနေပြီ58မိနစ်ဒါဟိုရှိပေါ့လေဒါလူစားမလဲခင်58မိနစ်မှာဆိုရင်တင်ပါခေါင်းတိုက်တဲ့အလုံးရှိအဲ့ဒီလုံးနေဆိုလို့ရှိရင်လုံးဝတော့ open play ကနေ အသားလေးကြော်ထည့်ပေးလိုက်တဲ့အလုံးလေးတွေတကယ်ကိုလှတယ်အဲလုံးလေးကိုကိုးသွားရွယ်ကိုထင်တာကျွန်တော်အနေနဲ့သိတာကိုးသွားရွယ်ကိုထင်တာဒါပေမဲ့ဒါတင်းမတိုက်တဲ့လုံးကိုလည်းတစ်ဖက်ကိုးသမားကအကောင်းဆုံးနေရာယူမှန်မှန်နဲ့ပုတ်ထုတ်ကာဝယ်သွားတယ်အဲကိုးသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့အဲကိုးသမားလူမဟုတ်ရဲ့လားလို့ကျွန်တော်အနေနဲ့တွေးမိတယ်ကိုးသမားတလောက်ကြီးကာနိုင်တာတလောက်ကြီး save နိုင်နိုင်ရတကယ်လုံးဝကျွန်တော်အနေနဲ့လက်ဖြားခါတယ်ပြည်လာဒီတပတ်ထဲမှာဆိုလို့ရှိရင်တော့ဒါဒီကိုးသမားက တပတ်လုံးဒီတပတ်လုံးပါဘူးလေကျွန်တော်မြင်ခဲ့တဲ့အချိန်မှာဒီကိုသမအကောင်းဆုံးပဲတဲ့နော်ဒီကိုသမတော်တော်လေးကောင်းတယ်โอเคအဲ့တော့83မိနစ်မှာကျွန်တော်တို့လူစားလဲမှုနောက်တစ်ချိန်ထပ်လုပ်တယ်ဒါကဘာလဲဆိုတော့ကျွန်တော်နံပါတ်36ဒါမာတင်ဇူဗီမန်ဒီကိုအနာပေးပြီးတော့ကျွန်တော်တို့ဒါအသင်းကောင်းဆောင်ပေါ့လေမာတင်အိုရီကပ်ကိုထည့်ဆောက်ရအဓိကပွဲရအမှစားကျွန်တော်တို့အာဆင်နဲ့အသင်းကခိုးမရသေးဘူးနော်83မိနစ်မှာလူစားလဲတယ် เนาะကျွန်တော်ကိုးရတာ84မိနစ်မှာကိုးရအဲ့ဒါကပွဲရဲ့အစပဲဒီလားကျွန်တော်ပြောချင်တာမာတင်အိုဒီကဝင်လာတဲ့အချိန်ကစပြီးတော့ညာဘက်တစ်ချမ်းနေပဲဖိတိုက်ပါလေဆိုတော့ကျွန်တော်တို့အာဆင်နယ်ကဘလို့ဖြစ်သွားလဲဆိုတော့မာတင်အိုဒီကကဒါပွဲကြည့်နေတဲ့သူတွေဆိုလို့ရှိရင်သိရမယ်နော်မာတင်အိုဒီကကဒီ right အိုဒီကဒီအတွဲကအရန်အရန်အလုတ်ဖြစ်နေတာဗျာဒီလား trosser ကလည်းတစ်ချက်တစ်ချက်လွတ်ထွက်သွားတဲ့လုံးကြီးရှိတယ်တချို့လုံးဆိုလို့ရှိရင်ဒါ declare right ကိုရင်လွတ်ထွက်သွားတဲ့အလုပ်ရှိတယ်။အဲလုံးဆိုလို့ချင်း declare right ကိုရင်ကိုရဲကန်လို့ရတယ်ဗျာဒီလား။ကျွန်တော်အတွေးတာကျွန်တော်က declare right ရအောင်ကျွန်တော်ကိုရဲကန်ပလိုက်။ဒီလားဘာမှရှင်းဝေးစဉ်းစားမနေကိုရဲဖြတ်ကန်ပလိုက်ပြီးရတယ်။ကိုကိုမကိုကိုလည်းတောင်းပန်မို့ရလဲနောက်ထပ် chance တခုထည့်ရတယ်။ဒါပေမဲ့ဒါကတော့ထားပြီးရပြီးသွားပြီဆိုတော့ Okay ဒါ declare right solution လွတ်ထွက်သွားတဲ့လူရှိတယ်။ Martin Odegaard ဝင်လာတာကျွန်တော်တို့ Arsenal တော့လုံးဝဘယ်လိုပြောရမလဲ။ကွင်းလေပိုင်းမှာလုံးဝ so mobile ပြီးတော့တစ်ဖက်အသင်းကို တသိန်းလုံးအနောက်မှာပုံကန်ထားလိုက်တဲ့ပုံချထားလိုက်တဲ့ပုံစံမျိုးကြီးဒါတစ်ဖက်သက်ဖိပြီးတော့ကစားသွားတယ်ဒါမိနစ်ဘယ်လိုပြောအောင်လဲမာတင်အိုရီကဝင်လာပြီပေါ့လေဒါခဏလေးပဲဗျတကယ်ခဏလေးပဲမာတင်အိုရီကဝင်လာပြီးတော့84မိနစ်မှာဒါကျွန်တော်တို့တွေဒီတောင်းကန်ပေါ်ရတယ်ပေါ့လေတောင်းကန်ပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ထင်တာကဒက်ကလန်ရိုက်စ်ကပုံမှန်တိုင်းပဲဖြတ်တင်မယ်လို့ကျွန်တော်ထင်တာမာတင်အိုရီကကအနာအုပ်ပြေးသွားတာကျွန်တော်ကတွေးလိုက်တယ် ါပေမဲ့တစ်ချက်ကျွန်တော်အာရုံများနေတာကအေဒီယဘောက်ဆဲမှာဒီကောင်တွေကစကားတွေများနေတာသိလားကျွန်တော်အာဆင်နယ်ကစားသမားတွေကစကားတွေများဒီကောင်တွေတော်ကီဖုတ်နေတာအချင်းချင်းနေဟိုကောင်ဟိုဘာလို့ဒီကောင်ဟိုဘာလို့နေလို့ကွန်ထရိုးတွေပေးပြီးတော့ဗျာစကားတွေများနေတာဒီကောင်တွေကဟာသွားပြီဒီကောင်တွေဘာလို့နေရလဲဟိုကောင်တွေကကန်ပြီးတော့ဟိုကောင်တွေကဒီကောင်ရိုက်ကလည်းပါတယ်ဘေးနားကောင်ချက်ချင်း one pass ပေးပြီးတော့မာရီအိုရီကတ်မာရီအိုရီကတ်ကနေပြီးတော့မှဒက်ကလန်ရိုက်ကိုပြန်ပေးတဲ့အချိန်မှာဒက်ကလန်ရိုက်ဖြတ်တင်တယ် မယ်ရီနိုကတော့မယ်ရီနိုဖြစ်နေတော့မယ်မယ်ရီနိုရဲ့ရှန်တိန်တိုက်ချက်လေးရတာကိုသမားရဲ့ဒါကျွန်တော်တို့နယူကာဆယ်ကိုသမားရဲ့ဘေဘတ်ချန်တိုင်ထီပြီးတော့ဒါကိုတဲ့ကိုပေါက်ဖြစ်ပြီးဝင်သွားတယ်ဒါကတော့ကျွန်တော်အာဆင်နယ်အသင်းအခြေပါကိုပြန်ရခဲ့တာဗောလေစဉ်းစားကြည့်ပါကျွန်တော်တို့58မိနစ်ကနေစပြီးတော့ကျွန်တော်တောက်လျှောက်တိုက်စစ်စင်တာ84မိနစ်မှာ900ကျွန်အာဆင်နယ်တဲ့နော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဒိုင်းနဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်ဘာမှမပြောသေးဘူးဒိုင်းနဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်ဘာမှမပြောသေးဘူး ပြောလိုက်ရင်ကျွန်တော်ဗီဒီယိုကဒီထက်ပိုရှည်သွားမှာကျွန်တော်မပြောသေးဘူးเนาะ84မိနစ်မှာကျွန်တော်တို့ဒါမယ်ရီနိုရဲ့ဂိုးနဲ့ခြေပါကိုပြန်ရခဲ့တယ်။ Okay 88မိနစ်ကိုရောက်တော့ကျွန်တော်တို့ဒါလီယန်ဒိုထရော့ဆွန်နဲ့မိုင်းလူးစ်ကယ်နီကိုကျွန်တော်တို့ဒါလူစားလဲလိုက်တယ်။ဒါတည်ရဖြစ်သွားတဲ့အချိန်မှာနောက်တန်းတယောက်ကိုပြန်ထည့်တယ်ဆိုတော့ကျွန်တော်အတွေးပေါ့လေဒါကျွန်တော်တယောက်တည်းအတွေးမှာသွားပြီးအရိုးရဲ့မီခေးအာတီတာကဒီပွဲကိုတရေပဲကန်တော့မယ်နေတူတယ်လို့ကျွန်တော်ကတွေးလိုက်တာကျွန်တော်အတွေးပေါ့လေကျွန်တော်တွေးသွားပြီလို့ ပြီးလဲပြီးတော့ဆရာသမားမိုင်းလဝစ်စကယ်လီကဘယ်လိုဆော့လဲဆိုတော့လီယန်ဒိုထရော့ဆော့နေရာကြီးမှာတက်တက်ပြီးဆော့တာဆရာသမားကတက်တက်ပြီးဆော့တာကျွန်တော်စိတ်ပူနေတာကိုးပြန်ပြီးရမှာကျွန်တော်စိတ်ပူနေတာဒါပေမဲ့သူ့အနေနဲ့တော်တော်လေးဒီနေ့ပွဲမှာအတက်အဆင်းကိုတော်တော်လေးလေးလေးမြန်မြန်လှုပ်လာနိုင်တာကိုကျွန်တော်အနေနဲ့ကတော့တွေးခဲ့တယ်အဲ့တော့လူဝစ်စကယ်လီလည်းဒီနေ့ပွဲမှာတကယ်ကိုကောင်းတယ်တော့ဒါပွဲချိန်နည်းနည်းလေးပဲကန်သွားတာပေါ့လေโอเคဒါကျွန်တော်တို့88မိနစ်မှာ လူစားလဲတယ်ပေါ့လေ88မိနစ်မှာလူစားလဲပြီးတော့ဒါ 64မိနစ်မှာဆိုလို့ရှိရင်လေဒါ ODK ရဲ့ဖန်တီပေးပုံမူကနေပြီးတော့ scaly တယောက်ထဲလွတ်ထွက်သွားတဲ့အလုံးရှိသေးတယ်။အိုင်လုံးက scaly ကံပြီပဲထင်တာကျွန်တော်ကဒါပေမဲ့ तू က area bouncer ကိုဖြတ်ထည့်တာ area bouncer ကိုဖြတ်ထည့်တော့ဒါနောက်တန်းကြီးကရှင်းထုတ်တာခံလိုက်ရတယ်။ဒါပြီးတော့အဲ့ဒီတောက်ကံဘောကစားတာပဲ။အဲ့ဒီတောက်ကံဘောကစားတာအဲ့ဒီတောက်ကံဘောကိုဒါကျွန်တော်တို့ declan rice ပေါ့လေ declan rice ကဖြတ်တင်နေ gavi ရဲ့ mega hair ခေါင်းတိုက် ဒါကျွန်တော်တို့အာဆင်နယ်အသင်းအတွက်အဖို့တန်သုံးမှတ်ကိုဒါရှာဖွေပေးခဲ့တယ်ဗောလေ။ Okay ဒါကတော့အာဆင်နယ်အသင်းရဲ့တပွဲလုံးအတိုင်းအတာနဲ့ဒါကျွန်တော်အမြင်နဲ့ကျွန်တော်လိုက်ပြီးတော့ဒါထုတ်ထားတဲ့ note ကလေးတွေကိုကျွန်တော်ညီကိုတွေကိုဒါပြန်ပြီးတော့ဒါ sharing လုပ်ပေးခြင်းဖြစ်ပါတယ်မြတ်။ကျွန်တော်အာဆင်နယ်အသင်းကတော့ဒါမနစ်ကလည်းခက်ခဲကြမ်းတမ်းခဲ့တဲ့ ဒါ Saint James Bus မှာ Premier League ရဲ့အစောပိုင်းမှာတဲကဒါ Saint James Bus ကိုတွားရောက်ကစားရတာဖြစ်တဲ့အတွက် pressure တွေရှိတာဖြစ်တည်တိုင်အောင်ကျွန်တော် Arsenal အသင်းကအနိုင်၃မှတ်ကိုစုဆောင်းလာနိုင်တဲ့အတွက်ကျွန်တော် Arsenal အသင်းကအဆင့်တစ်က Liverpool ကိုကောင်းကောင်း pressure လိုက်ပေးနေပြီးတော့ဒါကျွန်တော်တို့အမှတ်ကွာဟာချက်ဆိုလို့ရှိရင်နှစ်မှတ်ပဲရှိတော့ပဲလေဒါနှစ်မှတ်အကွာနဲ့ဒါဒုတိယအနေအမှာယက်တီနေပါလေခင်ဗျအားလုံးကျေးဇူးတင်ပါတယ်